ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်တုခါပါကျောင်းမိတ်ဆွေတွေမတွေ့ရတဲ့အရန်ကြာတော့ရခင်ဗျာဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အနိုင်တက်ရစီမယ်ဒါတိုက်ရိုက်တက်စင်လေးဒီခုကျွန်တော်ပေးမှာဖြစ်ပါတယ်ဒါအနိုင်တက်ဆိုပေမဲ့ ဒါကျွန်တော်မတရားတဲ့ဖြစ်တော့မဟုတ်ပါဘူးခင်ဗျာကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့အမျိုးသမီးတွေပြောဆိုရခံနေတဲ့ကိုယ့်ရဲ့သားသမီးတွေเนาะကိုယ့်စီမှာယူထားတဲ့ငွေတွေလော်လော်နဲ့ပြန်မရဘူးစီလီယံနဲ့မပေးဘူးအဲ့လိုမျိုးအကျက်တဲဖြစ်နေတဲ့သူတွေပေါ့เนาะဥပမာကိုယ့်ရဲ့ချစ်သူပဲဖြစ်ဖြစ်เนาะကိုယ်ရန်သဘောကျနေတဲ့ချစ်သူပဲဖြစ်ဖြစ်เนาะအကုန်လုံးသက်ရှင်လို့ရပါတယ်ခင်ဗျာ ဟိုမှာကိုယ့်ရဲ့ချစ်သူနဲ့အဆင်မပြေတဲ့သူတွေကိုယ့်ရဲ့စကားကိုနားမလည်အခုံရပါတယ်အတိကကြောတိထားရမှာကဒါနေ့နံလေးတိထားရပါမယ်ခင်ဗျာသူ့ရဲ့နေ့နံကိုတိထားနဲ့ကျွန်တော်တို့ဒါကျွန်တော်သက်ဆင်လို့ရပါပြီเนาะဟုတ်ပြီဒီသက်ဆင်နည်းလေးကိုကျွန်တော်ဟိုရှည်ရှည်ဝွေးဝွေးမပြောတော့ဘူးဒါလင်ကားတွေလည်းကျွန်တော်မပြောပြအောင်ကြောင်းမိတ်ဆွေတွေကဒါနားမလည်မှာစိုးလို့ရှုပ်မှာစိုးလို့ဒါကြောဘီယိုလည်းကျွန်တော်အရန်မရှိချင်တဲ့အတွက်ကြောင့်မို့အသေးစိတ်တော့ကျွန်တော်မှပြောတော့မှာအောင်ခင်ဗျာလိုရင်းမဲ့ကျွန်တော်ပြောလိုက်ပါမယ်ခင်ဗျာဟုတ်ပြီဒါသက်ဆင်နည်းကတော့အရန်လွယ်ပါတယ် တနင်္ဂနွေသားမီသူဦးအပေါ်မိမိရဲ့ဩစာကိုနော်တီးပြီးဩစာညောင်းလို့ပါကသူတနင်္ဂနွေသားမီဤပြင်စစပွန်းဖြစ်တဲ့ဒီဂျာရာပရိနံမေမျိုးပန်းမဟုတ်ဘူးဆိုရင်ပြင်းမနော်အဲ့ဒါတကူကိုကျွန်တော်ယူဆောင်ပြီးတော့တနင်္ဂနွေဤစပွန်းနေနံတွေဖြစ်တဲ့ဒါတောက်ကြတောက်ပေါ့ဗျာဒါတောက်ကြတောက်ဆိုကျွန်တော်တို့မြောက်တောက်ကြတဲ့ဒါမြောက်တောက်ဘက်ချောင်းမျက်နှာမူမယ်ကိုယ့်ရဲ့ရင်ထဲမှာရှိတဲ့စကားတွေကိုပြောချင်တဲ့စကားတွေကိုလေးလေးနက်နက်လေးပြောပါ နော်ပြောပါကိုယ့်ရဲ့စကားကိုသူကလိုက်နာလာခဲ့မယ်ကိုယ့်ရဲ့စကားကိုသူကဥပိ္ပခာမပြုတ်ရဲတော့ဘူးအဲ့ဒါကိုကျွန်တော်တို့အဲတန်တန်တူကြီးကျွန်တော်တို့အဲ၄၅ခါလောက်လှုပ်ပေးနိုင်ပိုကောင်းတယ်နော်ခုနှစ်ခါလောက်လှုပ်ရင်ပိုတောင်ထိရောက်တာပေါ့နော်အဲ့ဒါကိုကျွန်တော်အမြဲတမ်းလှုပ်ပေးမယ်နော်ပတ်စံလည်းအများကြီးမကုန်ဘူးနော်အဲ့ဒါကဒါတနင်္ဂနွေဒါသားသမီးတွေသက်ပါ တနင်္လာသားတွင်တွေကယူဆောင်ရယူဆောင်သွားရမယ့်အရာကတပြေပန်းမဟုတ်ရင်တီဟိုပန်းပေါ့နော်တီဟိုပန်းမရှိဘူးတီဟိုတီးပဲရှိတယ်တီဟိုအရွက်လဲရပါတယ်ခင်ဗျာဟုတ်ပြီဒါတပြေရွက်မဟုတ်ရင်တီဟိုကျွက်ကိုကျွန်တော်ကန်ဆောင်သွားမယ်နော်အာတနင်္လာရဲ့စပွန်းတန်းဖြစ်တဲ့ကျွန်တော်တို့ဒါစနေနံတောက်ပေါ့ခင်ဗျာ အနောက်တောင်ဘက်ခြမ်းကိုကျွန်တော်မျက်နှာမူမယ်မူပြီးတော့သူ့ကိုဆုံးမစကားလေးတွေပြောမယ်ဥမာကိုရရရှိတဲ့ပတ်စံတွေအမြန်ပြန်ပေးအောင်ပြောမယ်ရင်ထဲမှာရှိတဲ့ဟာလေးတွေပြောเนาะဒါကမိတ်ဆွေတို့ရင်ထဲမှာရှိပါမယ်ဒါကဒါတင်းလာသားမိတဲ့အတွက်ပါအင်္ဂါသားနွေးတွေအတွက်ကတမာဒန်ဒနိဒေါနာเนาะ အာတက်နှစ်တက်ရာတခုခုကိုကျွန်တော်တို့ယူဆောင်ပြီးတော့ကျွန်တော်တို့အစေမြောက်တောက်ပတ်ချမ်းကိုသွားပါသွားပြီးအိပတ်မျက်နှာမူပြီးတော့ကိုယ်ရင်ထဲမှာရှိတဲ့စကားတွေပြောချင်တဲ့စကားတွေဆိုဆုံးမပါပြောဆိုပါဒါနာခံမှာဖြစ်ပါတယ်ဘုဒ္ဓသာသမိတွေအတွက်ကတော့အုံးเนาะအင်ဂျင်ရွက်ကိုတခုခုကိုဂင်သွားပါ နော်ဒီတင်းလာအရက်ဖြစ်တဲ့အစ်ရက်ပတ်ချံကိုမျက်နာမှုမယ်မူပြီးတော့ကျွန်တော်ပြောချင်တဲ့စကားတွေကိုစုစုံမှပါကိုယ့်ရဲ့စကားတွေကိုလွယ်တကူနားထောင်လာမှာဖြစ်ပါကြာလာပြေးသားမိနေတွက်ကတော့ခန်းကွန်ဒါမှမဟုတ်ရင်ခရီးနော်အခုခုယူဆောင်ပြီးတော့သွားပါနော်အစိတောင်တောက်ပတ်ချံကိုမျက်နာမူပြီးတော့ပြောပါကိုယ့်ရဲ့စကားတွေကိုသူကနားထောင်လာမှာဖြစ်ပါတယ်တောက်ကြာသားမိအတွက်ကတော့စပယ်ဇော်စိမ့်ဇီးညောင်းဒါတခုခုကိုကန်ဆောင်ပြီးတော့သွားပါ ောင်ရက်ဘက်ချမ်းကိုမျက်နှာမူပြီးတော့ပြောပါကိုပြောချင်တဲ့စကားတွေကိုလေးလေးနက်လေးပြောပါကိုယ့်ရဲ့စကားကိုလွယ်ကူနားထောင်မယ်နားခံမှာဖြစ်ပါတယ်စနေသားသမီးသူအပေါ်၌မိမိဩစာတီးပြီးမိမိရဲ့ပြောစကားအောင်မြင်စေရန်တက်ဆင်လိုပါကစနေဤပြင်ဆစပွန်တက်ဖြစ်တဲ့ကျွန်တော်ရွက်လှဒါမှမဟုတ်ရင်ကျွန်တော်ဝါကိုယူဆောင်ပြီးတော့သွားပါအနောက်ဘက်ခြံပေါ်နော်ဒီအနောက်ဘက်ခြံကိုကျွန်တော်မျက်နှာမူပြီးတော့ပြောပါမိမိအလိုစကားကိုပြောပါ အောင်မြင်ပါလိမ့်မယ်ဒီဗီဒီယိုကိုဆုံးနေအထိကြည့်ပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်မိတ်ဆွေတွေပြောစွင်တော်မိသားစုဝါတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကျေးဇူးဗီဒီယိုကြည့်နေတတ်တယ်ဆိုရင် like and share လေးလှုပ်ထားပေးပါခင်ဗျာနောက်နေ့မှတိထက်ကောင်းတဲ့ဗီဒီယိုတွေတိထက်ကောင်းတဲ့ရည်ရည်အစီအစဉ်တွေထပ်တင်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ